အားလုံးပဲမင်္ဂလာပါ Codify page ကနေပြန်နိုင်ကြိုဆိုလိုက်ပါမင်္ဂလာပါတောသားလေးစရပါဗျာဒီနေ့မှာတော့ကျွန် Max Damane ရဲ့ basic comment တွေအသုံးဝင်တဲ့ basic comment တွေပြောပြသွားမှာပဲဖြစ်ပါတယ်အဲ့တော့ video စလိုက်ကြအောင် sorry sorry စားရပါဗျာ တကယ်စပြီအဲ့တော့သုံးဝင်တဲ့ shortcut တွေပြောပြအောင်ပါเนาะ Okay ကျောတခုခုရှာနေတယ်ဟာဖြစ်နေတယ်ဆိုရင်ကျော comment space ကိုနိုင်ရင် spotlight search ဆိုတာဒီတော့ drain တိပြတာပြမှာပါအဲ့တော့ thumbnail ကိုဖွင့်လိုက်မယ် Okay thumbnail ကိုဖွင့်လိုက်ပြီ thumbnail ဖွင့်ပြီးတော့ကျွန်တော်နည်းနည်းကြည့်လိုက်မယ် Okay အဲ့တော့ thumbnail ကိုဖွင့်လိုက်ပြီအဲ့တော့ဒီနေ့ပထမဆုံးပြောပြမယ် comment တော့ blue d ဆိုတာ print walking directory အဲ့တော့ print walking directory ဆိုတာ ကျွန်တော် inter college ဆိုရင်ဘာမှမဟုတ်ဗျာသူကဒီကိုခုလက်ရှိရောက်နေတယ်ကျွန်တော်ဒီ degree ပေါ့ကိုလက်ရှိလုပ်လုပ်နေတယ် try ကိုပြပေးပါပေါ့နော် print လုပ်ပြ print ဆိုထုတ်ပြအောင်နော်အဲ့တော့ကျွန်တော် PDF နိုင်လိုက်တော့ကျွန်တော်ရောက်နေဟာ root folder ပဲပေါ့နော် user တဲ့အဲ m1 နေမှာပေါ့နော် okay အဲ့တော့အဲ့ဒါရောက်ပြီးတော့ကျွန်တော်ဒီ desktop ကိုတွားမယ်ဆိုရင်ဘယ်လိုတွားမလဲဆိုတော့ ဒုတိယကောင်းမယ်က CBCD ဆိုတာ chain directory ပေါ့နော် chain directory ကျော် desktop ကိုသွားမှာဖြစ်တယ် desk တို့ပြောဒီမှာ dex နဲ့ desktop ဆိုတက်ခုံလိုက်လို့ရှင် okay သူရဲ့ related name ပေါ်လာပေါ့နော်အဲ့တော့ကျွန်တော် desktop တွေသွားမှာဖြစ်တယ် desktop name inner calling name အဲ့တော့ကျွန်တော် desktop တွေရောက်ပါပြီ home mode ကျွန်တော် pwd ပြန်နိုင်မယ် okay အဲ့တော့ပေါ်နေပြီဒီမှာ user am1 ရဲ့ desktop တွေကိုကျွန်တော်ရောက်နေပြီ okay အဲ့တော့ရောင်းနေပြီဆိုတော့ဟုတ်ပြီကျွန်တော်နောက်တစ်ခုโอเคအဲ့တော့ကျွန်တော်ဒီ desktop ပေါ်မှာကျွန်တော် directory တစ်ခုတည်ဆောက်ပြမယ်အဲ့တော့ directory တစ်ခုတည်ဆောက်မယ်ဆိုတော့တတိယတစ်ခုအနေနဲ့အသုံးဝင်လာကျွန်တော် directory တစ်ခုလုပ်မယ်ဆိုရင်မလုပ်မလဲဆိုတော့ making directory ပေါ့နော် mkdir ဆိုပြီးတော့ကျွန်တော် hello ဆိုပြီးတော့နာမည်ပေးလိုက်မယ် hello ဆိုပြီးတော့နာမည်ပေး inner call လိုက်တာနဲ့ချက်ချင်း hello ဆိုပြီးတော့ directory တစ်ခု create လုပ်သွားပါပေါ့နော် okay အဲ့တော့ ဟယ်လိုအဲ့လိုအဲ့လောက်မြင်တာပေါ့နော်အဲ့တော့ကျွန်တော်ဒီ desktop ထဲမှာဘာတွေရှိလဲဥမာကြီးစင်တယ်ဆိုရင် ls ပြီးတော့နိုင်လိုက် ls ဆိုရင်ဒီမှာတွေ့လားဒီ desktop တစ်ခုလုံးမှာကျွန်တော်ဒီ hello ဆိုတဲ့ directory တစ်ခုပဲရှိရလိမ့်နော်အဲ့တော့တွေ့လားဒီမှာလည်း hello ဆိုတဲ့ directory တစ်ခုပဲရှိရဲဆိုတာဗျာအဲ့တော့ကျွန်တော်နောက်ထပ် wall ဆိုပြီးတော့ folder နောက်တစ်ခုပြန် directory နောက်တစ်ခုပြန်ဆောင်းပါမယ်နော် okay ဲ့တော့ ls9 ရယ် hello now one ဆိုပြီး tracing တစ်ခုရှိရယ်ဆိုပြီးပြပေးရပါဘော okay ls ဆိုတာဘာလဲပေါ့နော် then ls ဆိုတာဘာမဟုတ်ပါဘော list ကိုပြောတာပါဒီ tracing တွေမှာရှိရယ်ဟို list ကိုပြောအဲ့တော့ ls ကိုမှာနောက်ထပ်ကျွန်တော်ဒီ folder တွေကိုကျွန်တော် create လုပ်တဲ့အ chain တွေ သူ embedded data ကိုတည်ခြင်းနေဆိုရင် minus all ဆိုပြီးတော့ enter ခေါ်လိုက်တာ ਨੇ ဒီမှာခုကျွန်တော်လောက်ထားတဲ့အချိန်က9:16မိနစ်9:16မိနစ် match လား share ရနေဆိုပြီးတော့သူကပြပြပါဘောเนาะအဲ့အဲ့လိုပါเนาะ error okay error clear တကယ်လို့ဒီကျွန်တော်ဥမာဟိုဟို food route review ကိုပြန်သွားပြီးတော့ ls နှိပ်လိုက်မယ်ဒီမှာကျွန်တော်ကျွန်တော်လက်ရှိဟိုကျွန်တော်ရဲ့ route review မှာရှိရဟိုဟာတွေကိုပြပြပါဘောဒါမဲ့ အဲ့ဒီမှာမှကျွန်တော် hidden file တွေရှိတယ်ဆိုရင် ls -a ဆိုပြီး inner collision တခြားဒီထဲမှာမမီခုနကတော့မမီရတဲ့ဒီ dash share file တို့ဒီဟိုအရောပေါ်လာပါဘောเนาะအဲ့အဲ့တော့ ls -a ဆိုပြီးတော့ hidden directory တို့ကြည့်လို့ရပါဘောเนาะ okay အဲ့ပြီးတော့ကျွန်တော်ဒီအရာတွေကိုဟိုရှင်းလိုက်မယ်ရှင်းလိုက်မယ်ဆိုရင် comment က clear လွယ်ပါတယ် clear ဆိုပြီးတော့ enter လိုက်လိုက်တာနဲ့ကိုခဏရိတ်ထားတဲ့အပေါ် command line အကုန်လုံး clear ဖြစ်သွားမှာဖြစ်တယ် okay အဲ့တော့ node ဒီဟို啊 directory ကို create လုပ်ပြီးပြီးဆိုတော့ကျွန်တော် folder တွေ special folder တွေကိုဘယ်လို create လုပ်မလဲဆိုတော့ကျွန်တော်ပြန်ပြမှာเนาะအဲ့တော့ကျွန်တော် desktop ထဲကိုပြန်သွားမယ် desktop ထဲက desktop ထဲကဒီ hello လို့ရဲ့ folder ထဲသွားပြီးတော့ကျွန်တော် file new create လုပ်ပြမှာเนาะ okay အဲ့တော့ create file တော့ ကျွန်တော်ဥမာကျွန်တော်ကဘာလုပ်မလဲဆိုတော့ကျွန်တော် test ဆိုပြီးတော့ဒီ test ဆိုတာဘာလဲဆိုတော့ find new directory ကို create လုပ်မယ်ဆိုရင် mkdir making directory နဲ့လုပ်တော့ဗောနော် find new ကို create လုပ်မယ်ဆိုရင်တော့ test ဆိုပြီးတော့တုံးအောင်ဗောနော်အဲ့တော့ကျွန်တော် index so html ဆိုပြီးတော့ကျွန်တော် html file တခုပြန်ပြီးမယ်ပြီးတော့ဒီ template မှာကျွန်တော်ဟို comment တွေကိုထပ်ပြီးတော့ထပ်ချိတ်တုံးခြင်းနဲ့ဆိုရင်ကျွန်တော် mm ဆိုပြီးတော့ဒီ m% ကိုတုံးပြီးတော့ m% နှလုံးခံပြီးတော့ not that stein.css ဆိုပြီးတော့ကြောင့် inner call လိုက်တာ ਨੇ hello ထဲမှာ ls နိုင်လိုက် inner ဆို html နဲ့ stein.css ဆိုပြီးတော့ဒီမှာ file တစ်ခုကျွန်တော် create လုပ်ပြီးသားပါတော့အဲ့တော့ကျွန်တော် home home ကျွန်တော်ဒီ cli နဲ့ကြည့်ပြရတော့ home နေပြီအဲ့တော့ကျွန်တော် ဟို GUI ပေါ့ grid grid လေး user interface နဲ့တော့ကြည့်မယ်နော် hello ဆိုရပို့တော့ကျွန်တော်ဖွင့်လိုက်မယ်စိဒီမှာတက်လာ okay ကျွန်တော်ခုနလောက်လိုက်တဲ့ဒီဟို file တစ်ခုတည်းရောက်နေပေါ့နော်အဲ့တော့ကျွန်တော် virtual အဲ့ virtual studio ကိုလည်းဖွင့်ပြမယ် virtual studio ကို VS ကိုလည်းပေါ့နော်ကိုတော့ inter calling okay ဒီမှာအဲ့နှစ်ခုဖွင့်သွားပြီ okay အဲ့တော့ကျွန်တော်ဒီမှာဩ HTML ဆိုတာလေတော့ ဟိုကတော့ဟိုကလောက်ပြီးတာ HTML file တခု create လောက်ပြီးတာပါเนาะ Okay အဲ့တော့တချောင်းလောက်ရေးလိုက်တာနည်းချက်ချင်းလောက်ကအရင်မြန်တော့ဗောနော်အဲ့တော့ကျွန်တော် developer တွေကဒီ commit line ကိုတောင်းရတယ် join ရအောင် join နေတဲ့တခုပေါ့เนาะ CD ဆိုပြီးတော့ change directory ကိုကျွန်တော်တို့ dot dot space space ဆိုပြီးတော့ CD ဆို space ဆိုပြီးတော့ dot dot အဆက်နှစ်ခုချလိုက်လို့ရှင်ဒီ intercode ဆိုရင်သူက ဘာလဲဆိုတော့ဒီလက်ရှိ directory ကနေပြီး previous directory ခုနကကျွန်တော် hello တဲ့ဟို hello တဲ့ကနေပြီးတော့ desktop ထဲကိုပြန်သွားပါဘောเนาะအဲ့တော့ဒီအဆက်နှဆက်ကအရေးကြီးပါဘောเนาะ space အဆက်နှဆက်ကဘာလဲဆိုတော့တကယ်လို့ space အဆက်နှဆက်မပါလို့ဘာဖြစ်မလဲကျွန်တော်ပြရမယ်เนาะ cd ဆိုရင်ကျွန်တော် hello တဲ့ပြန်သွားမယ် hello တဲ့ပြန်သွားရင်ကျွန်တော်ခုနလိုအဆက်နှဆက်မပါနဲ့ cd ဆိုပြီးတော့ intercom လိုက်တာနေသွားချက်ချင်းကျွန်တော် root directory ကိုရောက်အောင်မှာကြည့်နေမယုံရင် intercom လိုက်တာနေတွေ့လားကျွန်တော် ် PWT ထပ်လို့ရှိရင်ကျွန်တော်ချက်ကျင် root directory AM နဲ့တန်းရောက်ပါတယ်ဗျခုနဒီ folder တစ်ခုကျွန်တော် remove လုပ်ပြမှာเนาะဟုတ်ဦးဦးကျွန်တော် hello ရဲ့ပြန်သွား hello ရဲ့သွားပြီး less name okay ဒီ index.html နဲ့ style.css ကိုကျွန်တော်ဖြတ်ခြင်းနဲ့ဖြတ်ခြင်းတော့ပါဘာနဲ့ဖြတ်ကြမလဲဘာနဲ့ဖြတ်မလဲဆိုရှင်းနေ remove ပေါ့เนาะဖြတ်ပါတယ်ဆိုတော့ rm ပေါ့เนาะအဲ့တော့ remove လုပ်မယ် remove လုပ်မယ်ဘာလုပ်မလဲ remove index.html ကိုကျွန်တော်လုပ်မယ် remove လုပ်မယ်ဆိုရင် index.html intercalator နဲ့ကျွန်တော် ls နိုင်လိုက်မယ်အဲဆိုရင် intercalator html မရှိတော့ဘူးဟုတ်လား stain dot css တခုပဲကျန်တယ်ဒီ directory ကို remove လုပ်မယ်ဘယ်လိုလုပ်မလဲ im လုပ်မှာပေါ့နော် im နဲ့မလုပ်မလဲ hello ဆိုပြီးကျွန်တော်လုပ်ချင် intern နိုင်လိုက်မရဘူးဗျဘာလို့မရလဲဆိုတော့သူကဒီမှာရေးရ is directory တဲ့ဒီ hello ဆိုရဲဟာ file မဟုတ်ဘူးတဲ့ mean လုံနေရအ remove လုပ်နေအဲ့တော့ directory directory ဆိုအဲ့တော့ directory ကိုဘယ်လို remove လုပ်မလဲဆိုတော့သူကရှင်းနေ rm series dash အာဆိုပြီးတော့မှရိုက်ပြုံ dash အာပဲပါရုံပဲ hello ဆိုပြီး enter ခေါ်လိုက်တာနဲ့ချက်ချင်းဒီလားမရှိတော့ဒီမှာ hello ဆိုရယ် directory တစ်ခုလုံး okay အဲ့တော့ကျော်တိရမှာ directory လို့ directory ကိုလုံးမယ်ဆိုရင် file ကိုလုံးမယ်ဆိုရင်တော့ rmn တုံးလို့ရပါတော့เนาะ directory ကိုလုံးမယ်ဆိုရင်တော့ dash r လေးထည့်ပေးရပါတော့เนาะ okay ဒီ hello.dst ရှိအဲ့တော့ကျွန်တော် copy ကူးချင်တယ်ကူးချင်တယ်ဆိုရင် hello hello .txt ဆိုပြီးတော့ကျွန်တော် copy ကူးမဲ့ file name ပေးမယ် hello copy ဆိုပြီးတော့ကူးကူးလိုက်တဲ့ copy ရဲ့ဒီ folder format ကိုတော့မန်တော့ထည့်ပေးပါတော့အဲ့လိုမဟုတ်ပဲကိုဒီ hello copy ပဲရိုက်လို့ test file မဟုတ်တော့ပဲနေမှာဆိုလို့ပေါ့နော်အဲ့တော့အဲ့လိုတတိပြုအောင်ပေါ့နော် inter collection no .dst sorry ဘာရောအော် sorry so cd cd ဖြစ်နေမှာပေါ့နော် cp ဖြစ်မှာပေါ့နော် sorry နော်ဒီမှာ cd ဖြစ်နေလို့ကျွန်တော်အဲ့တော့ပြန်ရိုက်မယ် hello.txt hello ဆိုရ copy copy copy.txt ဆိုရင်တော့ copy ကူအားပါเนาะဟောမဟုတ်ကြောင့် ls နဲ့လဲလို့ရင်တူလားဒီမှာဖွေးတာထဲမှာကျွန်တော်ဒီ gui နဲ့ပြလိုက်ဒီမှာ hello ဆိုပြီး hello copy.txt ကျွန်တော်လုပ်လိုက်တယ် hello copy.txt ဟို directory ဖြစ်နေအဲ့တော့ directory ဖြစ်နေခုနကျွန်တော်ပြောအပေါ်မှာပြောခဲ့တဲ့ directory ဖြစ်နေတဲ့ reference ထည့်အောင်မယ်အဲ့တော့ dash r ဆိုတာထည့်ပြရမယ်အဲ့တော့ cp that as your war war 2ဆို inner calling ဒီမှာ war 2ဆိုပြချက်ချင်းပေါ်လာပေါ့ okay ဒါပဲလားဆိုတော့နောက်ထပ်တရင်သုံးဝင်တဲ့ comment တစ်ခုရှိပါတယ်အဲ့တော့ကျွန်တော်တကယ်လို့ဒီဟွာနေပြီးတော့ကိုကဒီ time နဲ့စကားပြောခြင်းဆိုတရားပြောခြင်းပြောရဒီတိုင်းပဲ say ဆိုပြီးတော့음မင်္ဂလာပါပေါ့ဆို inner calling မင်္ဂလာပါ okay 嗯。Mm. Thanks for watching this video. Oh, sorry. And I will see you in next video, Guis, and I will see you in next video. အလိုဘောနော် save တော့မျိုးပါလို့လို့ရပါဘောနော်အဲ့တော့ဒီလောက်ပါပဲ sorry အလိုကျေးဇူးတင်ပါတယ်နဲ sorry တခုပြောဖို့မရပါလို့ကျွန်တော်ဒီလိုမျိုးဒီဟာလောက်ပြီးတော့ oh sorry ကျွန်တော်ပြောဖို့မရပါလို့ okay မပြီးသေးဘူးတော့ပြီးသေးပါအဲ့တော့ကျွန်တော်ဒီ ် mass မှာဒီကျွန်တော် wifi ထည့်ထားပါတော့ wifi အဲ့ဒီဟို download spin နဲ့ allo spin ကိုကျွန်တော်ကြည့်နေဆိုရင်ရှင်းနေပါလို့မလဲဆို network ulit ဘာ network quality ဆိုရင်နားခေါက်လိုက်တာ ਨੇ ကျွန်တော် download spin နဲ့ allo spin ကိုကြည့်လို့ရပါဘောเนาะဒီ terminal ထဲမှာเนาะ okay ပြီးတော့တကယ်လို့ဒီဟိုကိုရဲ့ဟိုဒါကတော့ download spin allo spin ကိုချက်တာဘောเนาะ okay အဲ့ပြီးတော့ကိုကဖြစ်တယ်ဆိုရင်ကျွန်တော်ဒီဟာကို တမ်းလေးလောက်ရှင်နေဆိုရင်ဒီအောင်ရက်ရှင်နေဆိုရင် control ရဲ့ c ရဲ့နိုင်မှာပေါ့နော်โอเคအဲ့တော့ရောက်အဲ့တော့ကျတို့ဒီကနေပြီးတော့ဟိုပါပေါ့နောက်ခုဘေးမှာရှင် network interface ကိုဟိုလောက်ရှင်နေဆို if config နဲ့လည်းဟိုလောက်လို့ရတယ်โอเคဒီအောင်လည်း if config နဲ့လည်းဟိုကြည့်လို့ရတယ်အဲ့တော့โอเคပြီးတော့နောက်တစ်ခါကျတို့ဒီကျွန်တော်လက်ရှိဟိုကကျွန်တော်ချိန်နေ wifi က အင်တာနက်ရှိမရှိ ခုနက network quality ရဲ့လို့ဆိုပြီးတော့အင်တာနက်ရှိမရှိချက်ချင်တယ်ဆိုရင် so ping ဆိုပြီးတော့ Google Talk ကိုဆိုပြီးတော့ Google ping ခေါက်ကြည့်မယ်ပေါ့ okay အဲဆိုရင်ဒီအတိုင်းဒီမှာ ping နေတက်လာပါပြီ okay အဲတော့ကျွန်တော်ဒီက network ရှိမရှိချက်တာပေါ့နော်ခုန network quality က internet ရဲ့ alert ping နဲ့ download speed ကိုစစ်တာပေါ့နော်အဲတော့ဒီဟာကို terminate လုပ်မယ်ဆိုရင် control p ပြီးတော့ c နိုင်လိုက်ရမယ် control c ပေါ့နော် control c မိုင်းလည်းရောက်သွားမှာဖြစ်ပါတယ်ဒီနေ့ကတော့ဒီလောက်ပါပဲကြည့်ရပဲတော့အားလုံး